မင်္ဂလာပါမြန်မာဒေလီကျူ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တွေနဲ့ဆုံတွေ့ရလို့အထူးဝမ်းမြောက်ပါတယ်ပရိသတ်များအဆင်ပြေချောမွေ့ကြပါစေလို့ဥစွာဆန္ဒမော်ပြုပါတယ်ဒီနေ့အစီအစဉ်ကတော့ကျွန်တော်တို့နိုင်ငံတကာအရေးကြီးနေနိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ကြေတနာတွေရဲ့အဆကဘာလဲဘယ်ကနေစတင်ခဲ့တယ်လဲဘယ်လိုအဆပြုခဲ့တယ်လဲလက်ရှိမှာရောဘယ်အနေအထားကိုရောက်ပြီလဲဆိုတော့ကဏ္ဍတွေတစ်ခုကိုဒီနေ့မှာ စပြီးတော့တင်ဆက်ပေးသွားဖို့ရှိပါတယ်။ဒီနေ့အဲ့ဒီကဏ္ဍသက်ရွေးချယ်ထားတဲ့အကြောင်းအရာကတော့အီရန်ရဲ့နျူကလ িয়ার စီမံကိန်းဟာဘယ်ကနေစတင်ခဲ့တယ်လဲ။အီရန်နိုင်ငံကဘာကြောင့်နျူကလ িয়ার လက်နက်ကိုထုတ်လုပ်ဖို့ကြီးမားချက်ထားလာတာလဲ။လက်ရှိမှာရောဘယ်အနေအထားကိုရောက်ရှိနေပြီလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့အစီအစဉ်မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လက်ရှိကမ္ဘာမှာအီရန်နဲ့ပတ်သက်တဲ့သတင်းတွေကြည့်ရင်အီရန်နိုင်ငံရဲ့နျူကလ িয়ার စီမံကိန်းနဲ့သူ့ရဲ့တာတိုတာလက်တာဝေး ုံးပြစ်လက်နက်တွေနဲ့ပတ်သက်ပြီးတော့ကဘာကအီရန်နိုင်ငံကိုသိကြပါတယ်။ဒါအပြင်ဒီအရှေ့တွေပိုင်းဒေသမှာဖြစ်ပွားနေတဲ့ပဋိပက္ခတိုင်းမှာအီရန်နိုင်ငံရဲ့ပါဝင်ပတ်သက်မှုဟာကြီးကြီးမားမားရှိနေတယ်ရှိနေပြီးတော့အဲ့ဒီပဋိပက္ခတွေမှာအီရန်နိုင်ငံရဲ့လက်ဝဲခံ proxy အဖွဲ့အစည်းတွေဟာအာဒီအရှေ့လေပိုင်းဒေသမှာအဓိကမငြိမ်သက်မှုတွေကိုဖြစ်စေဖြစ်စေတာကြောင့်ဒီလိုမျိုးအရှေ့လေပိုင်းရဲ့ပဋိပက္ခရင်းနဲ့လည်းရှင်တွဲပြီးတော့အီရန်နိုင်ငံကိုကဘာက တရင်ကိုစိတ်ဝင်စားတဲ့လူတွေနိုင်ငံတကာရေးအောင်လိလာလူတွေချမှာအီရန်ကိုဒီအရှိလေပိုင်းရဲ့ပဋိပက္ခနဲ့တွဲပြီးတော့အမြင်ကြပါတယ်ဒီအရှိလေပိုင်းရဲ့ပဋိပက္ခပြီးရင်နျူကလ িয়ার စီမံကိန်းဒီတာဝေးတာတိုပြစ်လက်နဲ့ဒုံးလက်နဲ့စီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့အီရန်နိုင်ငံကိုအထူးသဖြင့်ဒူရီယာရှင်တွဲပြီးတော့တည်ကြပါတယ်အီရန်နိုင်ငံကတော့ဒီသူ့ရဲ့နျူကလ িয়ার စီမံကိန်းတွေနဲ့ပတ်သက်လာရင်အရက်ဘက်အတုံးပြဖို့အတွက်ငင်းချမ်းတဲ့ရည်ရချက်နဲ့တုံးဖို့အတွက်ဆိုပြီးတော့အစဉ်ဒီဇိုင်း ြောဆိုနေခဲ့ပေမဲ့ American ပြည်ထောင်စုနဲ့အနောက်အုပ်စုကတော့ဒီပေါ်မှာတန်တရားကြီးကြီးထားပြီးတော့အာအရေးယူတန်ခတ်အရေးယူပိတ်ဆို့တာတွေအီရန်နိုင်ငံရဲ့ဒီ nuclear စီမံကိန်းအာစီမံကိန်းမအောင်မြင်အောင်အာကန့်တက်ပိတ်ပင်တာတွေသူပြင်ဒီ uranium တန့်စင်မှုနဲ့ပတ်သက်ပြီးတော့အာ monitoring ဝင်ရောက်ထိန်းချောင်းကြည့်ကြက်တာတွေစသည်အပြင်စီကန်းကလနာအမျိုးမျိုးချပြီးတော့အီရန်နိုင်ငံကိုအာထိန်းချုပ်နိုင်ဖို့အတွက် nuclear လက်နက်တခုပိုက်ဆံမသွားနိုင်အောင် မြဲတမ်းစူးစမ်းအားထုတ်နေခဲ့ပါတယ်။ဒါ့အပြင်ဒီအစ္စရေးနိုင်ငံကလည်းအီရန်လက်ထဲမှာနှုတ်မြုံဘုံးတလုံးယူကလီးယားဘုံးတလုံးရောက်မသွားဖို့အတွက်သူ့ရဲ့ရှိတဲ့ရှိသမျှအင်အားနဲ့နှီးမျိုးစုံတုံးပြီးတော့ဟန်ဒါပိတ်ပင်နေပါတယ်။ဒီကြားထဲကနေကိုယူကလီးယားစီမံကိန်းကိုအီရန်နိုင်ငံကအာအဲလောက်ဆောင်နေပြီးတော့ဒါဟာငင်းချမ်းတဲ့ရည်ရွယ်ချက်တက်ပဲလို့သူကတော့တောက်လျှောက်ပြောနေတာဖြစ်ပါတယ်။ဆိုတော့ဒီအနောက်တိုင်းနေပညာဖြစ်တဲ့ American နိုင်ငံမှာ1945ခုနှစ် Robert Oppenheimer ရဲ့အလက်တွေ့ nuclear fission နဲ့ပတ်သက်တဲ့ယူပဗေဒနဲ့ပတ်သက်တဲ့လက်တွေ့တွေ့ရှိချက်ကနေစတင်လာခဲ့တဲ့ဒီ nuclear ဘုံသူ့ရဲ့မူလအစကတော့ဒီ atomic bomb အနုမြူဘုံပေါ့ nuclear နည်းပညာအီရန်လိုနိုင်ငံရဲ့လက်ထဲကိုဘယ်လိုပုံစံရောက်ရှိလာခဲ့တာပါလဲဒါတိတ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ဖြစ်ပါတယ်ဆိုတော့အီရန်နိုင်ငံဟာအခုလက်ရှိအုပ်စိုးနေတဲ့ဒီအုပ်စိုးသူတွေဖြစ်တဲ့ ဒီအရာဒေါ်လာခွန်မီနီတို့ရဲ့ Islamic Islamic နိုင်ငံရေးပုံစံမပေါ်ပေါက်ခင်ကသူဟာဘယင်ဗရင်သရစ်စနစ်နဲ့အုပ်ချုပ်တဲ့ဘယင်နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒီ1996ခုနှစ်အရာဒေါ်လာခမီနီတို့အဲတို့ကိုအာဏာရစေခဲ့တဲ့ Islamic ဒေါ်လာကြီးမတိုင်ခင်မှာအီရန်နိုင်ငံဟာမိုဟာမက်ရေဇာပါလာဘီလို့ခေါ်တဲ့အီရန်ဗရင်သရစ်ဘယင်ရဲ့အုပ်ဆုံးမှုအောက်မှာရှိနေခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီ razor palabi ရှားပြင်အတူောက်ပြောရရင်ရှားပြင်ပေါ့ဒီရှားပြင်ဟာအဲ့ဒီတော့ကအမေရိကန်ပြည်တော်စုရဲ့ဒေတာသွင်းရအဓိကကြတဲ့မဟာမိတ်တစ်ခုဖြစ်သူကယက်တီခဲ့တာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့သူ့ပတ်ပတ်လည်းမှာအာရဗ်နိုင်ငံတွေဝိုင်းရံနေပြီးတော့အီရန်နိုင်ငံဟာတခုထူးခြားတာကျွန်တော်တို့သိရမှာအီရန်နိုင်ငံဟာအစ္စလာမ်နိုင်ငံဖြစ်ပေမဲ့သူဟာလူမျိုးရပြန်ခွဲမယ်ဆိုရင်ဒီအာရဗ်ကဘာအရှေ့လယ်ပိုင်းဒေတာမှာသူဟာအာရဗ်မဟုတ်တဲ့အစ္စလာမ်မွတ်စလင်တွေပေါ့သူဟာဒီပါရှန်လူမျိုးအီရန်ပါရှန်လူမျိုးဖြစ်တယ် အဲ့ဒီခါကျတော့ Arab ကဘာမှာ American ကသူ့ရဲ့မဟာမိတ်ဖြစ်ဒီ Arab ဘုရားစုတွေကိုထိန်းချုပ်ဖို့ရှားဒီရှားဘီရင်ခေါင်းဆောင်နဲ့အီရန်နိုင်ငံပါရှားလူမျိုးတွေကိုသူတို့ကမဟာမိတ်ပြုခဲ့တာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့မဟာမိတ်ဒီရှားဘီရင်ကအဲ့ဒီ1950ပြည့်နှစ်လောက်မှာနျူကလီးယားစီမံကိန်းတစ်ခုကိုစပြီးတော့စတင်ခဲ့ပါတယ်အဲ့ဒီကနေညဖြားခံတာဖြစ်ပါတယ်1950ပြည့်နှစ်မှာ American Machine and Foundry လို့ခေါ်တဲ့ဒီ တိတ်ပံနေပညာကုမ္ပဏီကနေဒီအီရန်အစိုးရဖြစ်တဲ့ရှားမီယန်ကိုနျူကလ িয়ার ရီအက်တာနျူကလ িয়ার တပ်ပေါင်းကိုနေပညာဒီရီအက်တာကိုစပြီးတော့သူတို့ပေးအပ်ခဲ့တယ်အမေရိကန်နဲ့ရှားမီယန်ကမှသဘောတူညီချက်ရရှိခဲ့ပြီးတော့အရက်ပတ်နျူကလ িয়ার တိတ်ပံသူ့တည်တနာတခုကိုအဲ့ဒီ1950မှာသူတို့စတင်ခဲ့တယ်ဆိုတော့အဲ့ဒီကနေမှဒီအစီအစဉ်ကိုသူတို့အာစတင်ခဲ့ပြီးတော့1968ခုနှစ်လောက်မှာ ဒီအီရန်ရဲ့နျူကလ িয়ার သုတေသန project ကိုအဲဒီနိုင်ငံတကာရဲ့စောင့်ကြည့်မှုအောက်မှာထားဖို့အတွက်ဆက်ပြီးတော့ဆွေးနွေးမှုတွေလုပ်ပြီးတော့1980ပြည့်နှစ်မှာရှားပြင်ဆိုရကဒီနျူကလ িয়ার စီမံကိန်းအီရန်နိုင်ငံကလှုပ်ဆောင်နေတဲ့နျူကလ িয়ার စီမံကိန်းအလုံးကိုနိုင်ငံတကာအနုမြူစွမ်းအင် agency IAEA ရဲ့တဲ့ကန်ကြည့်ချက်ထိန်းချုပ်မှုအောက်မှာထားရှိဖို့အတွက်အဲသဘောတူနံပါတ်ရေးရေးထိုးပြီးတော့အဲ IAEA ရဲ့ကြည့်ချက်မှုအောက်မှာသူတို့ထားရှိခဲ့တာဖြစ်ပါတယ် ဆိုတော့ဒီဒီလိုမျိုး American နဲ့ပူးပေါင်းပြီးတော့လုပ်နေတဲ့ Iran ရဲ့လက် Iran ရဲ့ဒီ nuclear စီမံကိန်းဟာ1989ခုနှစ်မှာနိုင်ငံရေးအပြောင်းအလဲနဲ့တူတစ်စိတ်ချိုးပြောင်းလဲသွားပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့1989ခုနှစ်မှာ Islamic တော်လှန်ရေးကြီးတခုဖြစ်ပြီးတော့ဒီရှားပြင်အစိုးရအကြမ်းဖက်ချစားပြီးတော့ဒီလူထုထောက်ခံမှုအားနည်းလာတဲ့ရှားပြင်အစိုးရကို Islamic တော်လှန်ရေးကနေသူတို့ဒီအရာဒေါ်လာခမင်ကြီးကဖြုတ်ချနိုင်ခဲ့ပါတယ်။အဲ့ဒီနောက် အစ္စလာမစ်တော်နိုင်ရေးအောင်ပွဲနဲ့တူအီရန်နိုင်ငံမှာဒီရှာရီယာဥပဒေနဲ့အုပ်ချုပ်တဲ့နော်အစ္စလာမစ်နိုင်ငံတခုပေါ်ထွန်းလာပြီးတော့အဲ့ဒီအုပ်ဆိုးသူအစ်စ်အစ္စလာမစ်အုပ်ချုပ်သူတွေဟာအရှိလေပိုင်းတခြားနိုင်ငံတွေမှာလည်းအီရန်နိုင်ငံမှာလို1989ခုနှစ်အစ္စလာမစ်တော်လှန်ရေးဖြစ်ပေါ်လာအောင် Revolution Export တော်လှန်ရေးကိုနော်ပြပပုတ်ကုန်တခုလို့တင်ပို့တဲ့အာနိုင်ငံရေးနည်းလမ်းကိုသူတို့အသုံးပြုလာခဲ့ပါတယ်ဆိုတော့ဒီအစိုးရအုပ်ဆိုးသူအစိုးရတက်လာတော့ American နဲ့ ဒီအရင်ရှားပြင်အစိုးရတို့ပူးပေါင်းပြီးတော့လုပ်ခဲ့တဲ့နျူကလ িয়ার စီမံကိန်းနျူကလ িয়ার သိပ်ပံနဲ့နည်းပညာသုတေသန project ကိုဒီအုပ်စိုးသူတွေကဒါဟာရှားပြင်ရဲ့အဲလက်ကျန်အမွေလို့သူတို့ကရှုမြင်ပြီးတော့ဒါကိုလက်လျူရှုပြီးတော့ဒီစီမံကိန်းကိုတော့သူတို့ပြည်ပုံကချခဲ့ရက်တက်မြက်ခဲ့ဒါပေမဲ့ဒီလိုမျိုးနျူကလ িয়ার စီမံကိန်းကိုရက်တက်တဲ့ဒီ Islamic အစိုးရရဲ့အာအဘောထားဟာ မကြခင်မှာပဲအဲ့မကြခင်ဆယ်စုနှစ်တစုဒီဆယ်နှစ်အတွင်းမှာပဲရုပ်ရှင်ပြောင်းလဲသွားခဲ့တာတွေ့ရမှာအဲ့ဒီလိုမျိုးပြောင်းလဲစေခဲ့တဲ့အအရေးကြီးတဲ့စိတ်တော်မှုကိုကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာဘာသာတွေ့ရလဲဆိုတော့1980ဒီအစ္စလာမစ်တော်နိုင်ရေးဖြစ်ပြီးတဲ့ဖြစ်ပြီးတဲ့နောက်မကြခင်မှာပဲအီရန်နိုင်ငံကိုအီရက်နိုင်ငံအဲ့ဒီတော့ကအီရက်ကိုအုပ်ချုပ်နေတာဆာဒမ်ဟူစိန်အာလာရှင်ဆာဒမ်ဟူစိန်ကအုပ်ချုပ်နေတာဆိုတော့အီရန်နိုင်ငံကိုအီရက်ကဝင်ရောက်တိုက်ခိုက်မှုဖြစ်ပေါ်လာပါတယ်အဲ့ဒီကနေစပြီးတော့ ီရန်နဲ့အီရတ်ကြားမှာရှစ်နှစ်ကြာစစ်ပွဲကြီးတစ်ခုဒီနိုင်ငံကြားမှာဖြစ်ခဲ့ပြီးတော့လူဦးရေတန်းနဲ့ချီပြီးတော့အသက်သေဆုံးခဲ့ရမှာအီရန်နိုင်ငံဘက်ကဆိုရင်စစ်သည်ပေါင်းတပ်တန်းဟာအသက်သေချေပျက်စီးခဲ့ရလို့ဒါလေ့လာချက်တွေကပြောပြောခဲ့ပါတယ်ဆိုတော့ဒီနိုင်ငံကြားမှာဖြစ်တဲ့စစ်မှာဘာဖြစ်ခဲ့တယ်လဲဆိုတော့အီရန်ကဒီအီရန်နဲ့ရှင်ရင်သူကလူဦးရေများတယ်လူဦးရေများရတဲ့အတွက်လူအုပ်နဲ့ဖိတိုက်ရတဲ့အတွက်ဆလမ်ဟူစိန်တပ်တွေကအာဒီအီရန်ရဲ့ဆိုစိတ်သက် စိတ်သက်ပိုင်းဆိုင်ရာရောအမြင့်ဆုံးအနေထားကိုရောက်နေတဲ့လူအင်အားလဲတာတော်နဲ့အီရန်ကိုအနိုင်ယူဖို့အတွက်ဒီ chemical weapon ဓာတ်ရုပ်လက်နက်တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်လာတာတွေ့ရတယ်။ဆိုတော့ဒီလိုမျိုးတိုက်ခိုက်ခံရတဲ့အခါမှာဒီကိစ္စကိုအီရန်နိုင်ငံကလည်းကုလသမဂ္ဂကိုတင်ပြတာကြီးလုပ်ပြီးတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေဆာဒမ်ဟူစိန်အာနာရှင်ဆာဒမ်ဟူစိန်ရဲ့အီရန်တပ်ဖွဲ့ဝင်တွေအပေါ်မှာဓာတ်ရုပ်လက်နက်သုံးတိုက်ခိုက်မှုကို condemn ဖြစ်တဲ့ရှုတ်ချတဲ့အဆိုတရက်ကို resolution တစ်ခုကိုချမှတ်တယ်။ဒါပေမဲ့ ။ဘာဖြစ်လဲဆိုတော့အဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီကချမှတ်တဲ့ဆုံးဖြတ်ချက်ကိုဒီဒီကုလသမဂ္ဂလုံခြုံရေးကောင်စီဖွဲ့ဝင်ဗီဒိုအာနာပိုင်ရှင်ဖြစ်တဲ့ American ပြည်အောင်စုကဗီဒိုမဲနဲ့ပယ်ချခဲ့တဲ့အတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီကဆုံးဖြတ်ချက်မချနိုင်ဘဲရှိခဲ့ရပါတယ်။ဆိုတော့အဲ့ဒီဖြစ်စဉ်ကဒီအီရန် Islamic အစိုးရကိုနျူကလ িয়ার လက်နက်စီမံကိန်းပြန်လည်စတင်ဖို့အတွက်အဓိကတွန်းအားပေးခဲ့တဲ့စိတ်ဆော်မှုတစ်ခုဖြစ်ကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ် ပြီးတော့နောက်တစ်ချက်ကဘာလဲဆိုတော့ဒီအရှေ့လယ်ပိုင်းဒေသမှာသူတို့ကဒီမွတ်စလင်ကဘာမှာဖြစ်ဖြစ်အာရဗ်ကဘာထဲမှာဖြစ်ဖြစ်ဟိုခေါင်းဆောင်နှုတ်ချင်တဲ့လူကသူတို့အများကြီးကြွေးကြော်ရတယ်ဥဆောင်မှုပြရတဲ့ကိစ္စတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့စီမိုက်တွေဖြစ်တဲ့အစ္စရေးတွေကိုဂျူးတွေကိုနေတဲ့ပင်လယ်တွေကိုပြန်ပေါင်းချမယ်ဂျူးနိုင်ငံရဲ့တည်ရှိမှုကိုလုံးဝလက်ဆဖျောက်ပစ်မယ်လို့ဒါသူတို့အဲ့ဒီကြွေးကြော်တန်ကိုဥဆောင်မှုယူပြီးတော့လုပ်ပြရတာဖြစ်ပါတယ်အဲ့တော့ဒီအာရဗ်ကဘာမွတ်စလင်ကဘာမှာခေါင်းဆောင်ဖြစ်ချင်တဲ့လူကအစ္စရေးနိုင်ငံကို ဣသရေလနိုင်ငံရဲ့ဖြစ်တည်မှုဣသရေလလူမျိုးတွေကိုဒီသူတို့လက်ရှိနေနေတဲ့အရှေ့လေပိုင်းဒေသကနေမောင်းထုတ်ဖို့ဆိုတဲ့ရည်မှန်းချက်ကိုသူတို့ကင်ဆယ်ပြီးတော့ခေါင်းဆောင်ထုတ်ရပါတယ်အဲ့တော့ဒီလိုမျိုးမူဝါဒကိုကင်ဆယ်ပြီးဒီလိုမျိုးရည်တိချက်ကိုကင်ဆယ်ပြီးဆိုရင်သူတို့အနေနဲ့တကယ်လက်တွေ့လုပ်ပြနိုင်ဖို့လေအဲလက်ဆုပ်လက်ကမ်းတစ်ခုကိုပြရင်စစ်အင်အားနဲ့သူတို့ပြမလားအဲစသည်အားဖြင့်ပေါ့ဒါပေမဲ့အဲ့ဒီကာလမှာဘာဖြစ်နေလဲဆိုတော့ဒီဂျူးနိုင်ငံတီထောင်ပြီးတဲ့နောက်မှာအာရဗ်နိုင်ငံတွေက เนาะပြည်သက်တွေလည်းအဲတော်တော်များတိကြပါလိမ့်မယ်ဒီနိုင်ငံပေါင်း90လောက်က1948ခုနှစ်အီဇရဲလနိုင်ငံစတီထောင်တဲ့ချိန်မှာနိုင်ငံပေါင်း90တက်တွေကဝင်တိုက်ပြင်တဲ့ခွက်ခွက်လန်အောင်ရှုံးပြီးတော့ပြန်ဆုတ်ခဲ့ရတဲ့အဖြစ်အပျက်မျိုးရှိတယ်။1968ခုနှစ်6ရက်ကြာစစ်ပွဲမှာလည်းအာရဗ်တပ်ပေါင်းစုကိုအီဇရဲလနိုင်ငံကအမှန်ကန်တံပြန်ထိုးစစ်ဆင်ပြီးတော့အနိုင်ယူအနိုင်ယူခဲ့တဲ့ပြင်အဲ့ဒီနိုင်ငံတွေရဲ့နယ်မြေတွေကိုပါတိုက်ပိုက်နိုင်ခဲ့တဲ့ဖြစ်စဉ်မျိုးကြီးရှိခဲ့တယ်။အဲ့တော့ ဒီလိုမျိုးတမယောကြစစ်တပ်တွေနဲ့ရှင်ပြိုင်တိုက်ခိုက်မယ်ဆိုရင်အစ္စရေးကိုသူတို့အနိုင်မယူနိုင်တာသိကြတယ်ပြီးတော့နောက်အီရန်နိုင်ငံရဲ့ပထဝီဝင်နေထားကိုကြည့်တဲ့အခါမှာအစ္စရေးနိုင်ငံကိုရောက်ရှိဖို့အတွက်သူ့ဂျာမန်ဆီးရီးယားတို့ကျန်တဲ့နိုင်ငံတွေကဂျာဟန်ဖြစ်ရှိနေတယ်ပြီးတော့ဒီစစ်တပ်အင်အားနဲ့ကြည့်မယ်ဆိုရင်လည်းအစ္စရေးကိုသူတို့အခုနကပြောတဲ့နော်သူတို့ခေါင်းဆောင်မှုယူချင်လို့ပြောတဲ့ကြွေးကြော်တန်းကြွေးကြော်တန်းတိုင်းလုံနိုင်မှာမဟုတ်ဘူးအဲ့တော့အဲ့ဒီလိုမျိုးစီးမိုက်တွေကိုလုံးဝအမုံချိန်ပြစ်ဖို့လုံးဝ ပင်လယ်ထဲကိုပေါင်းချဖို့ဆိုရက်အဂျူးနိုင်ငံပပျောက်ရေးဆိုရက်ရီမတ်ချက်အောင်မြင်ဖို့အတွက်ကတကယ်လက်ဆုပ်လက်ကင်ပြနိုင်ဖို့ဆရာလောက်ပြနိုင်ဖို့ကတခုပဲရှိပါတယ်အဲ့တော့ဘာလို့သွားမြင်လဲဆိုတော့နျူကလ িয়ার လက်နက်ပဲဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီ EN Europe စစ်ပွဲမှာသူတို့ရလိုက်တဲ့နိုင်ငံရေးတင်ကန်းစာနိုင်ငံရေးရအဖိနှိတ်ခံရမှုတစ်ချက်နံပါတ်1 Israel နိုင်ငံနဲ့ပတ်သက်တဲ့သူတို့ရဲ့အာရဗ်ကမ္ဘာမှာကောင်းဆောင်ထုတ်လုပ်မှုဥဆောင်မှုပြလုပ်မှုအဲ့ဒီအချက်တစ်ချက်တို့ကြောင့်နျူကလ িয়ার စီမံကိန်းကို အီရန်အုပ်ချုပ်သူအစ္စလာမ်အုပ်ချုပ်သူတွေကစတင်ဖို့အဲ့ဒီ1990ပြည့်နှစ်ကပြည့်နှစ်လောက်ကစပြီးတော့သူတို့စပြီးတော့ခြေလှမ်းလှမ်းလာခဲ့ပါတယ်။ပထမပိုင်းမှာတော့ဒီ nuclear reactor တွေပြီးတော့ဒီအာဘဟုခွာအားဆက်လို့ခေါ်တဲ့ centrifuge ပေါ့နော်။အဲ့ဒါတွေကိုဝယ်ယူပြီးတော့အာ nuclear စီမံကိန်းကိုအရက်ဘက်အသုံးပြုအရက်ဘက်မှာအသုံးပြုဖို့အတွက် nuclear site အိမ်နဲ့ပြည့်စင်မီးတွေရယူဖို့အတွက်ဆိုပြီးတော့အဲ့ဒီရည်ရချက်နဲ့သူတို့ ဟန်ပြဆပြီးတော့လုပ်ခဲ့တယ်။ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့တကယ်လို့အရက်ဘက်အတွက်သုံးမယ်ဆိုရင်ပုံမှန်အားဖြင့်အရက်ဘက်ကဏ္ဍမှာဒီစိုင်းရင်တက်တက်အတွက်လောင်စာတက်တက်အတွက်နော်လောင်စာတက်တက်ထုတ်လုပ်ဖို့အတွက်ယူရေနီယံတန့်စင်မှုတွေလုပ်မယ်ဆိုရင်ပြည်ရင်းမှာထုတ်ပြည်ရင်းမှာတန့်စင်နေစရာမလိုဘဲနဲ့အဲ့ဒီအတွက်လိုအပ်တဲ့လောင်စာလိုအပ်တဲ့လောင်စာကိုနျူကလ িয়ার အဲတအားပြစက်ရုံတွေလိုအပ်တဲ့ဒီယူရေနီယံလောင်စာတွေကိုသူတို့အနေနဲ့တခြား ဒီလောင်စာတွေထုတ်လုပ်တဲ့နိုင်ငံတွေရှိရတယ်သူတို့ဝယ်ယူလို့ရတယ်ဆိုတော့အစပိုင်းမှာတော့အီရန်ကအာနျူကလ িয়ার ရီအက်တာတွေစောက်တယ်ဘဟုကွာဆက်တချို့ဝယ်တယ်ပြီးတော့လိုအပ်တဲ့လောင်စာကိုရုရှားနိုင်ငံစီကနေသူတို့ဝယ်ယူခဲ့တယ်ဆိုတော့အဲ့ဒီရုရှားရှင်ကနေဝယ်ယူတဲ့လောင်စာယူရေနီယံလောင်စာတွေကိုရင်ထပ်ဝယ်တယ်ပထမပိုင်းတော့ဒါအဆင်ပြေနေသေးတယ်လက်ခံလို့ရတယ်ဒါပေမဲ့နောက်ပိုင်းမှာကျတော့အီရန်ရဲ့ယူရချာတန်ဖျက်ဖြစ်စရာတိတ်ကောင်းလာပါတယ်ဘာဘာကြောင့်လဲဆိုတော့အီရန်ဟာဒီနျူကလ িয়ার ဒီ centrifuge လို့ခေါ်တဲ့ဗဟိုခွာဆက် uranium ကိုတန့်စင်တဲ့ enrich လုပ်တဲ့ set A အများအပြားသူတို့ဝယ်ယူလာတယ်။အဲ့ဒီ Iran နိုင်ငံရဲ့ nuclear အရေးကြိုးပမ်းချက်တစ်ပိုင်းမှာအမြင့်ဆုံး hit ဖြစ်သွားတဲ့အချိန်ကာလကတော့2000ခုနှစ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီ2000ခုနှစ်မှာဒီအဲ့ဒီမတိုင်ခင်ကနိုင်ငံတကာကနေသူတို့ရဲ့စိုးရိမ်မှုတွေကိုထုတ်ပြပြီးထုတ်ပြတော့လေအီရန်နိုင်ငံမှာလောက်လောက်လာလာသူတို့လက်ဆုပ်လက်ကမ်းပြစီရမှာရှိရတဲ့အတွက် ိုဘာပဲပြောပြောအတိုင်းအတာတစ်ခုထိအဆင်ပြေနေသေးတယ်လို့ပြောရတယ်။ဒါပေမဲ့2000ခုနှစ်မှာဘာဖြစ်လဲဆိုတော့အီရန်နိုင်ငံဟာဒီကဘာကိုစိန်ခေါ်လိုက်တဲ့သဘောမျိုးပေါ့။တစ်ချိန်တစ်ခါမှကဘာကိုမပြဘူးတဲ့နိုင်ငံတကာဆိုင်းရင်နိုင်ငံတကာညွတ်ညူ agency IAEA ကိုလည်းသူတို့ report မလုပ်ဘူးတဲ့ NA tanks လို့ခေါ်တဲ့ဟိုးမြေအောက် underground မှာစောက်ထားတဲ့ဒီ nuclear စက်ရုံတစ်ခုကိုကဘာကိုရုတ်တရက်သူတို့ထုတ်ပြလိုက်တဲ့အခါမှာနိုင်ငံတကာရဲ့စိုးရိမ်မှုကတဟုန်ထုံမြင့်တက်လာပါတယ်။အဲ့ဒီနောက်ပိုင်းကစပြီးတော့ဒီ အီရန်နဲ့အီရန်ပေါ်မှာအမေရိကန်နဲ့အနောက်အစိုးရကတန်ခတ်ပိတ်ဆို့ရေးယူမှုတွေကိုသူတို့အချိန်ချင်းချမှတ်ပြီးတော့သူ့ရဲ့ညွန်ပြားရီမန်းချက်ကိုဆွန့်လွတ်ဖို့အာတိုက်တွန်းခဲ့တာတွေဖိအားပေးခဲ့တာတွေရှိတယ်။ဒါပေမဲ့အီရန်ကတော့သူပြောမြဲအတိုင်းပဲဒါငင်းချမ်းစာအုပ်ပြုဖို့အတွက်သူတို့ရည်ရွယ်နေပါတယ်လို့ပြောတယ်။သို့တော်များလည်း2030လောက်မှာအာပို့ပြီးတော့ဒီဆက်ချိန်ကပုံမြင့်လာတယ်လို့ပြောရမယ်။အီရန်နိုင်ငံကနေဗဟိုခွာဆက် centrifuge ထောင်ပေါင်းများစွာသူ့ဝယ်ယူပြီးဝယ်ယူပြီးတော့ ယူရေနီယံတန့်စင်မှုတွေကိုလှုပ်လာတယ်ဒီလိုမျိုးတန့်စင်နေပေမဲ့ပြည်တွင်းမှာဆိုင်းအင်ထုတ်လုပ်ဖို့အတုံးပြုတ်ဖို့ပါလို့သူကလည်းတောက်လျှောက်ပြောနေတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဒါသဘာဝမကျဘူးဆိုတာအလုံးကလည်းသိနေတယ်ဘာကြောင့်လဲဆိုတော့ဒီယူရေနီယံကိုတန့်စင်ထုတ်လုပ်ရမှာတကယ်လောင်စာအတွက်ပဲနျူကလ িয়ার တဲ့ယုံနျူကလ িয়ার တဲ့အပိစက်ယုံတွေလဲပတ်ဖို့အတွက်လိုအပ်တဲ့လောင်စာပဲထုတ်မယ်ဆိုရင်300ခိုင်နှုန်းလောက်ထုတ်ယုံနဲ့ဒါဟာလုံလောက်တယ်ဟုတ်ပဲနဲ့90ရာခိုင်နှုန်းဆိုရင်ဘုံတစ်ခုထုတ်လို့ဖို့အတွက် ဘုံတစ်ခုထုတ်လုပ်လို့ရပြီလို့ပညာရှင်တွေကပြောပါတယ်အဲ့တော့ဒီလိုမျိုးဘို့ခွားဆက်ထောင်ပေါင်းကြီးဝဲတာဘာလို့ဖြစ်လဲဆိုရဲမေကုံပေါ်ပါတယ်အဲ့ဒီပုံမှာအဓိကအနောက်အုပ်စုအနောက်နိုင်ငံတွေအမေရိကန်နဲ့ဒီအီရန်ကြားမှာအဓိက debate အကျိတ်အင်းနဲ့ဖြစ်နေရတဲ့အကြောင်းရင်းဖြစ်ပါတယ်အဲ့တော့အီရန်လိုနိုင်ငံရဲ့လက်ထဲမှာနျူကလ িয়ার ဘုံတစ်ခုပိုက်ဆိုင်သွားဖို့အတွက်အနောက်အုပ်စုကလက်ခံပါမလားအီရန်ကရော ရနိုင်ခြေရှိပါမလားဆိုတော့ကျွန်တော်ပြန်စဉ်းစားဖို့လိုအပ်လာပါတယ်ကျွန်တော်တို့ခုနပြောတဲ့အတိုင်းပဲ အီရန်ရဲ့လက်ထက်မှာနျူကလ িয়ার ဘုံတစ်ခုရောက်သွားမှာကိုအနောက်တိုင်းကလည်းမလိုလားပါဘူးအထူးသဖြင့်အတိကလုံးဝလက်မခံနိုင်တဲ့နိုင်ငံကအစ္စရေးနိုင်ငံဖြစ်ပါတယ်ဒါကလေသူ့အကြောင်းနဲ့သူရှိပါတယ်အစ္စရေးကခုနပြောသလိုမွတ်စလင်ကဘာကသူ့နိုင်ငံကိုဂျူးလူမျိုးတွေကိုမြေထဲပင်လယ်ထဲတွန်းချဖို့အစ္စရေးနိုင်ငံရဲ့တည်ရှိမှုကိုလုံးဝအစဖြောက်ဖြစ်ဖို့ချိန်ချောက်ခံနေရတဲ့အနေအထားမှာအီရန်လိုဂျီဟတ်အားပေးတဲ့နိုင်ငံတစ်ခုရဲ့လက်ထက်မှာနျူကလ িয়ার ဘုံရောက်ရှိသွားမှာဘယ်နည်းနဲ့မှလက်ခံနိုင်မှာမဟုတ်ပါဘူးအစ္စရေးနိုင်ငံ ဒါဒီ1980ပြည့်နှစ်လောက်ကဣသရေလဝင်ကြီးချုပ်ဘီဂန်ကပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်။ဣသရေလဟာသူ့ကိုချင်းချောက်လာတဲ့ရန်သူတွေပေါ်မှာလက်ဦးမှုတိုက်ခိုက်ဖို့အတွက်တိုက်ခိုက်ကာကွယ်ပိုင်ခွင့်ရှိတယ်။အဲဒီလိုမျိုးလက်ဦးမှုတိုက်ခိုက်မှုတွေအတွက်ဘယ်သူ့ကိုမှတောင်းပန်နေစရာမလိုဘူး။ကိုယ့်ကိုယ်ကိုခုခံကာကွယ်သွားမယ်။ဆိုပြီးတော့အဲတွေးကြော်ခဲ့ပါတယ်။အဲဒီ doctrine ကတိတ်ကိုနာမည်ကြီးပါတယ်။အဲဒီအတိုင်းပဲ1980ပြည့်နှစ်လောက်မှာ ဒီအီရန်နိုင်ငံကဆဒမ်ဟူစိန်ရဲ့ဒီနျူကလ িয়ার ဘုံးထုတ်လုပ်ရေးကြိုးပမ်းနေတဲ့နျူကလ িয়ার ရီအက်တာတစ်ခုကိုအစ္စရေးက Operation Babylon နာမည်နဲ့အစ္စရေးဂျက်တိုက်လေရင် F16 တိုက်လေရင်ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီးတော့ဖျက်ဆီးခဲ့ပါတယ်။အဲ့လိုမျိုးတိုက်ခိုက်မှုကြောင့်ဆဒမ်ဟူစိန်ရဲ့နျူကလ িয়ার ဘုံးထုတ်လုပ်ရေးကြီးမားချမ်းဟာအများကြီးနှောက်နေကြန့်ကြာသွားခဲ့ရပါတယ်။2009ခုနှစ်မှာလဲဆီးရီးယားနိုင်ငံဘာရှာအယ်အာဆက်အစိုးရကနေ ဒီ nuclear reactor တခုစောက်လုပ်လာတဲ့အတွက် Israel အထူးတပ်ဖွဲ့ Mossad နဲ့ Mossad ကဒီအထူးစစ်စင်ရေးတခုလုပ်ပြီးတော့အဲ့ဒီ nuclear Syria ရဲ့ nuclear reactor စောက်လုပ်ရေးလုပ်ငန်းခွင်ကိုပြတ်ခတ်တိုက်ခိုက်ပြီးတော့ချိန်မုံပစ်ခဲ့ပါတယ်ဆိုတော့ဒီလိုမျိုး Israel ဟာသူ့ရဲ့နိုင်ငံဖြစ်တည်မှုပေါ်ချိန်ချောက်လာနိုင်တဲ့ဘယ်လို NDA မျိုးမဆိုအထူးဖြင့်ဒီလိုမျိုး nuclear လက်နက်ထုတ်လုပ်ဖို့ကြိုးပမ်းမှုတွေကိုဘယ်လိုပုံစံမျိုးနဲ့မဆိုဖြစ်တဲ့နေ့နဲ့ရအောင်ပိတ်ပင်တားဆီးဖြတ်စီးတဲ့ အဆင်သာရှိခဲ့တာဖြစ်ပါတယ်။အခုအီရန်ကိစ္စမှာလည်းဒီ2010ခုနှစ်မှာဆိုရင်ဒီအီရန်နိုင်ငံကနေနျူကလ িয়ার အာဘိုခွားဆက်ယူရေနီယံတပ်စင်ဆက်တွေထောင်ပေါင်းများစွာသူဝယ်ယူခဲ့တယ်။အဲ့ဒီဆက်တွေကိုသူကဘယ်ရရလဲဆိုရင် Dash Company တခုကနေဝယ်ယူရလို့ဒီအစီရင်ခံစာတွေကပေါ်ပြတယ်။အဲ့ဒီကကြတော့ American CIA နဲ့ Israel ထောက်လိုက်ရင် Mossad တို့ပူးပေါင်းပြီးတော့ဒီအီရန်ရဲ့နျူကလ িয়ার ဆက်ယုံထဲကကွန်ပျူတာစနစ်ထဲကို ဒီ cyber တိုက်ခိုက်မှုပြုလုပ်ပြီးတော့သူတို့ဖျက်ဆီးပစ်ခဲ့တယ်။အဲ့ဒီရဲ့ရလဒ်ဖြင့်ဒီအီရန်ရဲ့နျူကလ িয়ার ဒီဗဟိုခွာအားဆက်ပေါင်းတထောင်လောက်ဟာဘာမှအလုံးလုံးတော့ပဲနဲ့ပျက်စီးပြီးတော့ရပ်ဆိုင်သွားခဲ့တယ်လို့အဲ့ဒီတော့ကနိုင်ငံတကာသတင်းတွေမှာဖော်ပြခဲ့တာကိုလည်းတွေ့ရပါတယ်။ဒါအပြင်ကိုအစ္စရေးနိုင်ငံကဒီအီရန်ရဲ့နျူကလ িয়ার စီမံကိန်းမှာပါဝင်နေတဲ့ဂျူလီယာသိပ္ပံပညာရှင်တွေကိုလောက်ကြံတက်ဖြတ်မှုတွေလုပ်ပြီးတော့ အီရန်ရဲ့နျူကလ িয়ার လက်နက်စီမံကိန်းကိုဟန့်တားဖို့အကြိမ်ကြိမ်စ조사ခဲ့ပါတယ်။အဲဒီလိုမျိုးစ조사မှုရဲ့ရလဒ်ဖြင့်အီရန်နျူကလ িয়ার သိပ်ပံပညာရှင်၅ယောက်လောက်ကို Mossad လက်ချက် Mossad ကတုတ်တင်ရှင်းလင်းခဲ့ပြီလေဖြစ်ပါတယ်။ဆိုတော့ဒီနောက်ဆုံးအခုလက်တလောအနေထားမှာဆိုရင်ဒီမကြသေးခင်က2024ခုနှစ်အောက်တိုဘာဒီ25ရက်နေ့မှာအီဇရဲလ်နိုင်ငံကအီရန်ရဲ့ဒီဒီတီဟီရန်နဲ့တိုက်မွေးတဲ့တယ်လီဂါ2လို့ခေါ်တဲ့ဒီနျူကလ িয়ার တပ်ပေါင်းပုံတစ်ခုကိုဒေချောင်းကနေပြစ်ခတ်တိုက်ခိုက်မှုတွေ ဒုံးကျည်နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေသူတို့လုပ်ခဲ့ပြီးတော့အီရန်ရဲ့နျူကလ িয়ার စွမ်းအင်နျူကလ িয়ার ညီမချက်ကိုဖျက်ဆီးဖို့သူတို့နောက်ဆုံးချိန်ထိရတဲ့ပုံစံနဲ့ဟန်တာပိတ်ပင်မှုစ조사နေတာတွေ့ရတယ်။အဲဒီ2024 24ခုနှစ်ကလည်းဒီ American ဘက်ကထုတ်ပေါ်ပြောဆိုလာချက်ရ Israel အနေနဲ့ American ရဲ့သဘောတူညီချက်မပါဘဲနဲ့နောက်ထပ်တိုက်ခိုက်မှုတွေမလုပ်ဖို့ American ကနေနောက်ကနေထိန်းချုပ်ထားတဲ့အတွက်ကြောက်တာနဲ့ဒီ အီရဲရဲ့အီရန်နိုင်ငံတွေနျူကလ িয়ার ပစ်မှတ်တွေကိုပစ်မှတ်ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာအဲ့ထက်ပိုပြီးတော့ရှေ့ဆက်မသွားဘဲနဲ့ရပ်တန့်သွားခဲ့တာလို့ဒါကျွန်တော်တို့သိရပါတယ်ဆိုတော့ဒီလိုမျိုးအဓိကပြိုင်မဲ့ဖြစ်တဲ့အီရဲနဲ့အနောက်အနောက်နိုင်ငံတွေက ကုလသမဂ္ဂကရောဖိအားပေးနေတဲ့ဂျာကနိုင်ငံပိတ်ဆို့နေတဲ့ဂျာကဒီ2023ခုနှစ်နောက်ဆုံး IAEA ရဲ့အစီအစဉ်စာထွက်လာတဲ့အချိန်မှာတော့အီရန်နိုင်ငံဟာယူရေနီယံတန့်စင်မှုကို60ရာခိုင်နှုန်းထိလုံဆောင်ပြီးပြီလို့ တွေ့ရှိရရဆိုပြီးတော့အဲ့ဒီ IAEA ရေစီရင်ခန်းစားနေထုတ်ပါပြောဆိုလိုက်အဲ့ဒီတော့ဒါဘာအထိပယ်ဆောင်လဲဆိုရင်ခုနကကျွန်တော်တို့ပြောတဲ့အတိုင်း300ခိုင်နှုန်းဆိုရင်လောင်စာဖြစ်ထုတ်လုပ်ဖို့ကလုံလောက်တယ်60ခိုင်နှုန်းဆိုရင်ဘုံတလုံးထုတ်လုပ်လို့ရရဖို့အတွက်လုံလောက်တဲ့အရေးအတွက်ယူရေနီယံအရေးအတွက်ဖြစ်တယ်လို့ပညာရှင်တွေကပြောပါတယ်အဲ့ဒီတော့အခု60ခိုင်နှုန်းကျော်အထိအာယူရေနီယံတန့်စင်မှုလောက်ထားနိုင်ပြီဆိုတာရဲ့အထိပယ်ကအီရန်နိုင်ငံနေနဲ့တူတာတူတာတကယ်ဆန္ဒရှိရဆိုရင်6လအတွင်းမှာ ယူကလီးယားဘုံဒါဇင်ချီလောက်သူထုတ်လုပ်လို့ရတယ်ရတဲ့အနေအထားကိုရှိနေပြီဆိုတဲ့အထီတော့နော်ပညာရှင်တွေကထောက်ပြနေတာရှိပါတယ်။ဒါကြောင့်ဒီဒီလိုမျိုးပိတ်ပင်ဟန့်ထားနေတဲ့ဂျားတွေကလည်းအီရန်နိုင်ငံကအခုလိုမျိုးသူတို့လှုပ်ဆောင်နိုင်တာပါလေ။ဒါအောင်လဲကျွန်တော်တို့ပြန်ကြည့်ဖို့လိုအပ်ပါတယ်။ဘာတွေမှားသွားတာလဲ။အနောက်အုပ်စုနဲ့အစ္စရေးတို့ရဲ့ဟန်ချက်ညီပိတ်ပင်ဟန့်ထားတားဆီးရဲ့နေရာမှာဘာတွေလွဲသွားတာလဲ။ဘာတွေလိုအပ်သွားလို့လဲဆိုတော့ကျွန်တော်တို့သိဖို့လိုပါတယ်။ ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်2015ခုနှစ်မှာရရှိခဲ့တဲ့အမေရိကန်သမ္မတအိုဘားမားလက်ထက်မှာရရှိခဲ့တဲ့အီရန်နျူကလ িয়ার စာချုပ်အကြောင်းကိုကျွန်တော်ထက်မပြောရင်မဖြစ်ပါဘူးဒီလိုမျိုး2010မှာအီရန်ရဲ့ဒီနာနာတန်စ်အာမြေအောက်နျူကလ িয়ার စက်ရုံတွေမှာဒီနျူကလ িয়ার ဘောခွာစက်ကနေယူရီနီယံတန့်စင်မှုတွေအကြီးအကျယ်ထုတ်လုပ်ဖို့ပြင်ဆင်နေတယ်ဆိုရက်ဟာရီကိုဒီအနောက်တိုင်းအမေရိကန် CIA နဲ့ Mossad ကဒီ cyber attack မှုတွေလုပ်ရဲ တန်တနိုင်ရေးကလည်းဖိအားပေးမှုတွေတောက်လျှောက်လုပ်တယ်စီးပွားရေးကတန်ခတ်ပိတ်ဆို့ပိတ်ဆို့မှုတွေကြောင့်လည်းအီရန်စီးပွားရေးကအထိနာလာတယ်အဲ့ဒီအချိန်မှာတန်တနိုင်ရေးကစိစက်ညှိနှိုင်းမှုတွေကလည်းအီရန်နဲ့အနောက်နိုင်ငံတွေကြားမှာဖြစ်ပေါ်နေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီတန်တနိုင်ရေးညှိနှိုင်းမှုအဖြစ်ရလဒ်ကဘာဖြစ်လာဆိုတော့2015ခုနှစ်မှာအမေရိကန်သမ္မတအိုဘားမားလက်ထက်မှာဒီအီရန်နျူကလ িয়ার သဘောတူစာချုပ်ဆိုပြသူရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီစာချုပ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလုံးဝမကြိုက်ဘဲနဲ့လုံးဝပြစ်တင်ရှုတ်ချပါတယ်။ဘာကြောင့် ထရမ့်ကဒီစာချုပ်ကိုမကြိုက်ရနဲ့2018ခုနှစ်2018ခုနှစ်သူတမရဖြစ်တဲ့ချိန်မှာဘာကြောင့်အဲ့ဒီစာချုပ်ကနေအမေရိကန်နိုင်ငံနှုတ်ထွက်သွားရမလဲဆိုတာဒါကိုလည်းကျွန်တော်တို့ထည့်ပြောရပါလိမ့်မယ်2015ညူမီယာသဘောတူညီချက်စာချုပ်ဟာအပြစ်အနာစာအများကြီးရှိပြီးတော့ဒီသဘောတူစာချုပ်ကိုအာအီရန်ကသဘောတူလိုက်တဲ့အတွက်အီရန်နိုင်ငံနေနဲ့ယူရေနီယံတန့်စင်မှုကိုသူ့ပြည်တွင်းမှာ 30ရာခိုင်နှုန်းလောက်ကိုလှုပ်ခွင့်ရရတယ်။အဲ့ဒီလိုမျိုးတပတ်သူစာချုပ်မှာပါဝင်တဲ့အတွက်အီရန်နိုင်ငံပေါ်မှာချမှတ်ထားတဲ့အမေရိကန်ရဲ့အမေရိကန်ရဲ့အနောက်အစုရဲ့တံခါးပိတ်ဆို့မှုတွေပေါ့အကုန်လုံးပြန်ဖြေလျှော်ပြီးတော့ကမ္ဘာတဝမ်းမှာထိန်းချုပ်ထားတဲ့အီရန်ပိုင်းငွေကြေးဘီလီယံများစွာကိုလည်းအီရန်ဆိုရကပြန်လဲ30ခွင့်ရသွားတယ်။ဆိုတော့အဲ့ရရတဲ့ပတ်စံတွေကိုအီရန်ဆိုရကသူ့ရဲ့နျူကလ িয়ার စီမံရစ်ဝတ်စီမံငိမ်းကြီးနိုင်ငံတကာမသိအောင်အဲတိတ်လုံနေတဲ့စီမံကိန်းတွေမှာရင်းနှီးမြှုပ်နှံပြီးတော့ သူ့ရဲ့ညူကလ িয়ার စီမံကိန်းကိုအဲ့ဒီ2015ခုနှစ်စာချုပ်ပါအချက်တွေကိုသူကဝိနည်းဆောင်ပြီးတော့ဆက်ပြီးတော့ ongoing ဆက်လုပ်နေဆက်လုပ်နေခင်တာဖြစ်ပါတယ်ပြီးတော့နောက်ထပ်အဲ့ဒီဒဏ်ခတ်ပိတ်ဆို့မှုကနေအဲလွတ်မြောက်သွားတဲ့အတွက်အီရန်စီးပွားရေးကလည်းအတိုင်းအတာတစ်ခုထိပြန်တည်ငြိမ်လာပြီးတော့သူ့ရဲ့အီရန်ရဲ့ဒီစစ်စစ်တပ်ကိုစစ်တပ်ကိုပြန်လည်တည်ဆောက်မှုတွေလုပ်ပြီးတော့စစ်အင်အားပြည့်ဖြိုးလာပါတယ်ဆိုတော့အီရန်နိုင်ငံမှာဒီလိုမျိုးနိုင်ငံရေးအရာချင်းကပ်မှုမှားသွားတဲ့ခါမှာအဲ့ဒီအရက်လက်ကိုအရင်ဆုံးခံစားရတဲ့ နိုင်ငံတွေကဘယ်နိုင်ငံတွေလဲဆိုတော့အစ္စရေးနိုင်ငံတွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးအင်အားပြန်လဲပြည့်ဖြူလာတဲ့အချိန်မှာအီရန်နိုင်ငံဟာသူ့ရဲ့ proxy တွေဖြစ်တဲ့ Hezbollah တို့ Hamas တို့ကိုအကြီးအကျယ်ထောက်ပံ့မှုတွေပေးပြီးတော့အစ္စရေးနိုင်ငံကိုနှောက်ယှက်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အစ္စရေးနိုင်ငံကလည်းအဲ့2015ခုနှစ်စာချုပ်ကိုလုံးဝသဘောမကျပါဘူး။ဆိုတော့အဲ့လိုသဘောမကျရတဲ့အတွက် American သမ္မတ Donald Trump သမ္မတဖြစ်လာတဲ့အချိန်မှာ2018ခုနှစ်ထဲမှာအစ္စရေးဝန်ကြီးချုပ် Netanyahu က မော့ဆက်စ်ပိုင်ကရထားတဲ့အီရန်ကအဲ့ဒီ2015ခုနှစ်သဘောတူစာချုပ်ကိုလိုက်နာရောင်းဆောင်ပြီးတော့သူ့ရဲ့နျူကလ িয়ার ရီမန်းချက်ကိုခိုးပြီးတော့လုပ်နေရဆိုရက်အထောက်ထားတွေကိုပြတဲ့ document file ပေါင်းညောက်များစွာကိုကဘာကိုဖွင့်ချပြခဲ့ပါတယ်။အဲ့လိုမျိုးဖွင့်ချပြီးမကြခင်ပါပဲအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအဲ့ဒီ2015ခုနှစ်နျူကလ িয়ার စာချုပ်ကနေအမေရိကန်ကိုတစ်ဖက်သက်နှုတ်ထွက်စေပြီးတော့အီရန်နိုင်ငံပေါ်မှာအရင်အတိုင်းတန်ခတ်ပိတ်ဆို့မှုတွေကိုထပ်တိုးပြီးတော့ ချမှတ်ခဲ့ပါတယ်။အဲ့ဒီရဲ့ရလဒ်အဖြစ်အဲ့ဒီလိုမျိုးဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ရလဒ်အဖြစ်2020မှာအီရန်နိုင်ငံတဝန်းစီးပွားရေးအထွေထွေအကျတဲ့ကြောင့်လူထုလမ်းပေါ်ထွက်ဆန္ဒပြမှုကြီးတွေမြို့ကြီးပေါင်းများစွာမှာဖြစ်ပေါ်ခဲ့ပါတယ်။အီရန်လူငယ်အမြောက်များဟာလည်းလက်နက်ကိုင်တောင်းလိုင်းလို့ဖို့ထွက်သွားကြတယ်ဆိုတဲ့သတင်းတွေအထူးပါအီရန်နိုင်ငံရဲ့ပြည်တွင်းနိုင်ငံရေးကိုကြိုက်ရိုက်ခဲ့တာဖြစ်ပါတယ်။အခုလက်ရှိအနေအထားမှာဒေါ်နယ်ထရမ့်ဒုတိယကြိမ်သမ္မတဖြစ်လာတဲ့နောက် အဲဒီ2015ခုနှစ်စာချုပ်ထွက်ပိုကောင်းတဲ့စာချုပ်တစ်ခုကိုသူ့အနေနဲ့ရယူပြမယ်အီရန်နေနဲ့နှစ်လအတွင်းစာချုပ်ရအောင်ယူပါမယူဘူးဆိုရင်စစ်ရေးရအပြင်းထန်ရေးယူရလိမ့်မယ်ဆိုပြီးတော့ချင်းချောက်ထားတာရှိပါတယ်အဲဒီလိုမျိုးရာဇဒန်ပေးပြီးတဲ့နောက်မှာလည်းဒီရှေ့လေပိုင်းဒေသကအမေရိကန်ရဲ့အစ်စ်အခြေဆိုင်စခန်းတွေမှာစစ်လက်နက်အင်အားအကြီးအကျယ်ဖြည့်တင်းမှုတွေမကြုံစဘူးလုံနေတယ်ဆိုတဲ့သတင်းတွေလည်းထောက်ထားတယ်လည်းအများကြီးထွက်ပေါ်လာပါတယ်။အခုလက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပင်လယ်ကွေ့သုံးနိုင်ငံ ကိုသွားတဲ့ခီးစဉ်သူပြင်ကာတာနိုင်ငံကိုရောက်ရှိတဲ့အချိန်မှာဒီအီရန်အရေးကိစ္စကိုအဓိကဆောင်းပေးပြီးတော့ပြောသွားခဲ့ပါတယ်။အဲ့မှာဘာပြောခဲ့လဲဆိုရင်အမေရိကန်နေနဲ့အီရန်နဲ့နော် friendly စာချုပ်တစ်ခုကိုလိုချင်တာဖြစ်တယ်။အီရန်နိုင်ငံကိုနျူကလ িয়ার ဓာတ်ရောင်ကြီးတင့်တဲ့ဒေသကြီးတစ်ခုဖြစ်သွားအောင်မလုပ်ချင်ဘူးလို့ထိန်းချောက်ပြသွားခဲ့သလိုအဲ့ဒီထိန်းချောက်မှုကိုပို့ပြီးတော့တေချာစေဖို့အတွက်ကာတာနိုင်ငံနဲ့အီရန်နဲ့နိုင်ငံချင်းကပ်နေတဲ့ကာတာနိုင်ငံကို တစုံတရာအရေးချောင်းဂျုံတိုင်းအမေရိကန်ကလုံးဝအကာအကွယ်ပေးသွားမယ်ကာတာဆော်ဝါမိသားစုတော်ဝင်မိသားစုကိုလည်းအမေရိကန်ကလုံးဝလုံခြုံရေးအာမခံတယ်ဆိုပြီးတော့အာမဝန်တာချန်ပေးသွားခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်လက်ရှိဆိုတော့အဲ့ဒီလက်ရှိဒီအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ခီးစဉ်မစခင်မှာအီရန်နဲ့အမေရိကန်ကိုယ်စားလှယ်ယူကြပါလေနျူကလ িয়ার အရေးသဘောတူညီချက်နဲ့ပတ်သက်ပြီးတော့ရောမမျိုးတော်မှာဆက်ပြီးတော့သူတို့တွေ့ခဲ့ပြီးတော့၃ချိန်မြောက်တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်နောက်ဆုံးချိန်ကတော့ ဒီအိုမန်နိုင်ငံမုစကတ်မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီတတိယမြောက်ဆွေမျိုးဝဲမှာတော့နှစ်ဖက်အားမှာသူတို့အဓိကသဘောမတူညီနိုင်တာကအီရန်နိုင်ငံကိုပြည်တွင်းယူရေနီယံတပ်ဆင် ထုတ်လုပ်မှုမပေးဖို့ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ဒီပေါ်မှာအဓိကသူတို့လက်ခဲတဲလဲရှိနေကြတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အီရန်နိုင်ငံကလည်းသူ့ပြည်တွင်းမှာအာယူရီယာတပ်ဆင်ထုတ်လုပ်မှုကိုပိတ်ပင်တာဟာလုံးဝလက်သက်မခံနိုင်စရာ အနီရောင်မြင်းမကြော်ရစီမြင်းဖြစ်တယ် red line ဖြစ်တယ်ဆိုပြီးတော့ပြောတယ် American ကလည်းဒါကိုလုံးဝလက်မခံနိုင်ပါဘူးလို့ပြောတယ်ဒါပေမဲ့နောက်ပိုင်းမှာကျတော့သူဒေတာတမျိုးပြောင်းလာတယ် Iran ကိုပြင်ပကနေ Uranium သွင်းခွင့်ပေးမလားဒါမှမဟုတ်အနိုင်ဆုံးအနေထားနဲ့ Uranium တပ်စင်ခွင့်ပေးမလားဆိုတော့အဲသဘောထားမျိုးတွေရှိနေကြောင်းရေးရောင်ပြလာခဲ့တာကိုတွေ့ရတယ်ဒါပေမဲ့ထိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုတော့မချသေးဘူးမချသေးတဲ့သဘောမျိုးကို American ကတော့ဒေါ်လာထရမ့်ကထုတ်ပေါ်ပြောဆိုထားတာရှိပါတယ် ဆိုတော့လက်ရှိအနေအထားကတော့အီရန်နေနဲ့အမေရိကန်လိုကြစာချုပ်မချုပ်ဘူးဆိုရင်ကြီးမားပြင်းထန်တဲ့အကျိုးဆက်တွေပေါ်ပေါက်လာနိုင်ပွဲရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့တခုရှိတာကအမေရိကန်နေနဲ့အခုလက်ရှိအီရန်ကိုဖိအားပေးနေတာကပထမပိုင်းမှာရာဇဂန်ဘေးကဖိအားပေးနေတာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ဒုံးပြစီမံကိန်းတွေကိုအမေရိကန်ရဲ့ကြီးကြပ်မှုအောက်မှာအားလုံးဖျက်သိမ်းဖို့ဆိုတဲ့အချက်လဲပါဝင်ပါတယ်။ဒါပေမဲ့ဒီအချက်ဟာနောက်ပိုင်းမှာ အဲ diluted အားပြော့သွားပြီးတော့ခုနကယူရေနီယံအနေအဆုံးပမာဏတန့်စင်ခွင့်ပေးဖို့စဉ်းစားနေတယ်ဆိုတော့အချက်တွေပါလာတာကလေတကယ်တမ်းရောအီရန်နဲ့အမေရိကန်ကြားမှာပေါ်ပေါက်လာတာပဲရှိတဲ့စာချုပ်ကအီရန်ရဲ့နျူကလ িয়ার စီမံကိန်းကိုတကယ်ရပ်တန့်စေမှာလားဆိုတော့မေကုန်းနေလည်းအများကြီးထွက်ပေါ်လာတာဖြစ်ပါတယ်တကယ်လို့အမေရိကန်အဲဒီအီရန်ပြည်ထဲမှာယူရေနီယံတန့်စင်မှုခွင့်ပြုတဲ့အချက်ပါတဲ့စာချုပ်သာထွက်ပေါ်လာမယ်ဆိုရင်အီရန်နိုင်ငံကဘယ်လိုပုံစံနဲ့မှာ သဘောတူနိုင်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့2015စာချုပ်တုန်းကလည်းတက်မဲ့စာချုပ်ထဲမှာပမာဏတစ်ခုတက်မှတ်ထားပေမဲ့အဲ့ဒီရဲ့နောက်မှာအီရန်နိုင်ငံဟာမယိုးသားတဲ့နီလန်းနေနဲ့မတမာတဲ့နီလန်းနေညူကလီးယားစီမံကိန်းကိုသူကဆက်လက်ဆက်ပြီးတော့လှုပ်ဆောင်နေတာလှုပ်ဆောင်နေရတာဖြစ်ပါတယ်။အဲ့တော့ဒီလိုမျိုးပြည်နှင်းမှာယူရေနီယံတန့်ဆိုင်ခွင့်ပေးတဲ့သဘောတူညီချက်နဲ့သွားမယ်ဆိုရင်အီရန်နိုင်ငံကိုရောတကယ်စိတ်ချရပါ့မလား။တကယ်ယုံကြည်ရပါ့မလားဆိုရင်မေကုံးကကြီးကြီးမားမားရှိနေတာဖြစ်တဲ့အကြောင်းဒီနေ့အစီအစဉ်မှာ တင်ဆက်ပေးလိုက်ရပါတယ်ပရိသတ်များအားလုံးရှင်လန်းချမ်းမြေကြပါစေခင်ဗျာ